hello hello ပကံသွားတဲ့နေရမြောင်းလေးမှာဟိုတယ်မှာဘာကြီးစားဖြစ်တယ်ဘယ်ရီသွားဖြစ်လဲဆိုတာကိုရိုက်ထားရဲ့ blog လေးဖြစ်ပါတယ်ရှင် အပြင်သွားစရာရှိရပဲဖြစ်ဖြစ်ခီးသွားစရာရှိရပဲဖြစ်မနဲ့ဆိုရင်အစောရင်းလို့ပါတယ်။ဟုတ်ကဲ့ကကျွေးရဲ့မနဲ့စာစားဖို့အတွက်ပေါ့နော်အမြန်မြန်သွားတိုင်းမှာတိုက်ပါရေးလေးလားမသိဘူး။အဲ့ဒါလေးရလေဟိုတယ်ကိုဆက်စားရောက်ချင်တော့ကကျိုးစုံတဲ့အနေနဲ့တိုက်ပါတယ်။ဒါကတော့မနဲ့စာစားဖို့ပေါ့နော်ဘာလေးကြီးအေးခင်းသားလဲဆိုပြီးတော့လိုက်ကြည့်တာဖြစ်ပါတယ်ရှင်။ဒီဟိုတယ်ကကျတော့ foreigner တွေတဲများတဲ့ဟိုတယ်လေးပေါ့နော်။ရန်ကုန်မှာလည်းကြာစံချက်ရရဆိုပြီးတော့ကြာစံချက်ကိုအထင်သေးမိရပါတော့အရန်ကောင်းသောကြာစံချက်ဖြစ်ပါတယ်။ဒီဝဲမှာတော့မ နက်စာမမီွားဘူးပေါ့နော်ညနေပိုင်းမှာရောက်လာဆိုတော့အဲဒေတူမနက်စာတော့အဝစားခဲ့ပါတယ် ။အဲမနက်စာလေးအတွက်ပေါ့နော်ယူလာခဲ့ပါတယ်။အာလူကြော်ကြီးလည်းကောင်းတယ်ပြီးွားတူးစီမှာဘူးသီးကြော်ရော ပြီးရင်အဲကြွတုံကြော်ပေါ့နော်တော်တော်စားကောင်းပါတယ်။စီတမင်းကိုလည်းငနီတူကြောက်လေးနဲ့ပေါ့နော်အဲလေးလည်းထားပေးထားတယ်။နောက်မှတွေးလိုက်တော့ပေါ့နော်ဗီဒီယိုထဲမှာမပါသွားပါဘူး။မနက်စာလည်းစားပြီးတော့အင်းကြီးလည်းပြီးတော့ဖျားရည်တော့ဖူပါတယ်။ပကံဖျားရည်ကအများကြီးဆိုတော့တရက်နှစ်ရက်ဖူလဲလုံးဝမကုံနိုင်ဘူးပေါ့နော်။အဲဒါကြောင့်မို့ဓာဖျားမှာအကြာကြီးမနေလို့မရဘူးပေါ့နော်။မြန်မြန်ရှင်ခိုးတယ်ပြီးရင်ဓာပုံတမုံသုံးပုံ ောင်းလောင်းရိုက်ပြီးရင်နောက်ဖျားတဆူကိုသွားဖူးကြပါတယ်မရိုက်တော့ဘူးသမေရဲ့ကြီးရောက်တော့လရေးပချီပေါ့နော်အဲ့ဒါလေးတွေလည်းပကံရောက်အမှတ်တရအနေနဲ့ဆွဲခဲ့ကြပါဗျ။ညီမတူလေးကတော့တချောင်းလုံးကိုအပြည့်ဆွဲလာပါတယ်ရှင်။ ဒီမှာလေအရင်သဘောကြာတော့ဒီခေါင်းစီးပေးတာပါညီမကခေါင်းကိုပေါ့နော်အဲ့လိုအပြောင်းနေအဲ့လိုကြီးစီးရည်တိတ်ပြီးတော့မလောက်ဘောမျက်နာကပြည့်ရဲမှာပါလို့သူတို့တွေတီချာလေးလှောင်ဆိုပြီးတော့အသေးပုံလေးလုတ်ပေးလိုက်ပါတယ်ညီမရှိရဲ့အမားတွေညီမလေးတွေကဒီလိုမျိုးနေရာလေးမှာအရင်တော်တယ်ပေါ့နော်အိမ်ကြီးတော်ခေါ်ွားကျစီတွေပေါ့ပါတယ်ဒီမှာရှိရဲ့ကင်မရာမန်လေးတွေကအစအရင်တော်ပါတယ်ကိုလိုချင်တဲ့ပုံစံတိုင်းကိုပါအဖမ်းမှထည့်စရာမလိုတော့အောင်ကို ပြန်ပြင်စရာမလိုအောင်ရိုက်ပေးတတ်ပါတယ်ရှင်။ပကံခီးသွားဧည့်သည်တွေလည်းညီမတို့သွားတဲ့ချိန်ကလုံးဝမရှိဘူးဆိုတော့လုံးဝတိတ်ဆိတ်နေပါတယ်။ဈေးသည်တွေကစားတိတ်မရှိပါဘူး။ဒီဖ ያ ကကြတော့လူလာနေတယ်လို့ပြောပါတယ်။အဲ့ဒီမှာယွန်းပစ္စည်းလေးရောင်းတာနဲ့လည်းယွန်းပစ္စည်းလေးဝယ်ခဲ့ပါတယ်။ပြီးကြတော့အိုးလေးတွေသွားဝယ်ပါတယ်။ အခမ်းမှာအမတ်တရကတော့ထမင်းဆိုင်ရှာရတာပါပဲဒီမင်းနဲ့သူကင်းချင်းကိုမလာခင်တယ်လပါသူ့ကိုရှာတာပေါ့ညီမတို့အန်နာမှနေ3လေး5ပတ်ပတ်ပြီးတော့သွားလိုက်ရပါတယ်ဒီဆိုင်လေးကလေအိမ်ချက်အတိုင်းထမင်းပူဟင်းပူနဲ့ပေါ့နော်လာမချပေးတာပါပြီးရင်ဟင်းတပွဲဆိုလဲ၃လေးယောက်ပေါ့နော်စားတဲ့ရင်စားတတ်သလိုရပါတယ်ထမင်းလဲစားပြီးတော့ဟိုတယ်ခဏပြန်ပြီးတော့နားလိုက်ပါတယ်ပြီးတော့ဟိုတယ်နောက်မှာရှိရတဲ့ပြားတိုက်ရှိကိုသွားခဲ့ချပါတယ်ရှင် ဒီပြားနိုင်ကြီးထဲမှာပကံခိရဲ့ဘောနော်လုံးဝအာရှိကြတဲ့ဒီဒုက္ခလည်းရတယ်ပုံစံလေးတွေဘောနော်အမတ်တရားအနေနဲ့ပဲဗီဒီယိုရိုက်ခဲလိုက်တယ်ဒါလေးတွေတော့ထည့်မပြတော့ဘူးပြန်ကြည့်တဲ့အချိန်မှာဗီဒီယိုထဲမှာအသံကြီးတွေကဘောနော်လုံးဝဘလူအတန်ကြီးလည်းမသိဘူးဖြစ်တာကြောင့်အနေချင်းလေးပဲထည့်ပြထားပါတယ်။ပကံပြတိုက်တွေရဟာရလည်းအကုန်လုံးကိုပေါ့နော်ကြီးခဲ့ပြီဆိုတော့ရွှေစည်းကုန်လာအဲ့အိတ်ဖျားကိုလည်းတွားဖို့ခဲ့ပါတယ်။ အချိန်အကြာကြီးမရအကြောင်းမင်းမြန်ပူပြီးတပုံတပုံတပုံလောက်ရိုက်ပြီးရတယ်ပြန်ပြီးတော့နောက်ဖျားတဆူကိုသွားခဲကြပါတယ်ရှင်ရုပ်ဆိုးရင်လည်းမစားတဲ့ငှက်တခါစားရင်ခုနှစ်ယောက်စားတော့ငှက်ငှက်ကတော့အဟံကျောင်းလိုလဲခေါ်တယ်ငှက်ကြီးလိုလဲခေါ်တယ်အဲ့ငှက်ကြီးကိုသွားတွေ့ခဲ့ပါတယ်ပီရီယာတီပောက်တဲ့ကူကိုလည်းဝင်ကြည့်ပြီးတော့ပြန်လာခဲကြပါတယ် ညကြီးစီသွားတဲ့အချိန်မှာအရန်မိုးချုံနေရတဲ့တပ်ပင်ယူဖရားမှာပေါ့နော်ဓာတ်ပုံလေးဝင်ရိုက်ပြရတယ်ညသာစားဖို့ပြန်လာခဲ့ကြပါတယ်ညစာတော့ဟိုတယ်မှာပဲပြန်စားခဲ့ပါတယ်နှစ်နေရလောက်ရှိရဲ့ထဏောင်းပင်ကိုချင်းနေပဲညစာလေးစားလိုက်ပါတယ်ဒီဝဲမှာတော့ညစာကိုပေါ့နော်ဘယ်သူမှ ကုံနေအောင်မစားခဲ့လိုက်ကြပါဘူးအရသာတော်တော်လေးကိုပေါ့နော်မကောင်းတဲ့ထဲမှာပါလို့ပါညာ၁၂နှစ်ကြော်လောက်မှာဗိုက်စာလာနဲ့တာမီနီယာကိုခောက်ဆဲထားကြပါတယ် ီဒီယိုရိုက်နေပထောမှာပြောဗီဒီယိုမြဲတယ်အဲဒီတူလေးကတော့ဒီမှနေပြီးဆုံးပါပြီ D3 မှာဗာလေးတွေစားပြစ်တယ်ဘယ်လေးတွေတော့ပြစ်လဲဆိုတာလိုက်ကြည့်ပေးပါအောင်ချစ်ပေးကြပါအောင်ရှင်အားလုံးဘိုင်ဘိုင် see you